မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ grade 5ညီမစာကိုသင်ကြားပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကအခုသားတို့သမီးတို့ကိုသင်ခန်းစာကိုသတင်းစာဖတ်ကြမယ်သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်သတင်းစာနဲ့ဂျာနယ်ဖတ်ပုံဖတ်နည်းတွေကိုသိရှိလာမယ်သားတို့သမီးတို့ရဲ့အိမ်မှာရောသတင်းစာဒါမှမဟုတ်ဂျာနယ်လို့ရှိရင်လည်းကြည့်ထားကြနော် မရှိရင်တော့ဖတ်စာစာမျက်နှာ22မှာရှိတဲ့ရုပ်ပုံကိုကြည့်ကြကြနော်။သတင်းစာဖတ်ဖို့အတွက်အချက်၃ချက်ရှိတယ်။ပထမအချက်ကတော့သတင်းစာရှေ့မြတ်နှဖုံးမှာသတင်းစာအမည်ထုတ်ဝေခဲ့သောခုနှစ်လရက်နေ့တို့အပြင်တစ်ခါတည်းရဲ့ထူးခြားတဲ့သတင်းများကိုလည်းဖော်ပြထားတယ်။အောက်ကပုံကိုဆက်ကြည့်ကြရအောင်နော်။မြမအလင်းဆိုတဲ့သတင်းစာနာမည်ကိုတွေ့ကြရတယ်နော်။ ဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာမြန်မာနစ်နဲ့ခရစ်နစ်ဗလရက်နေ့တို့ရေးထားတာကိုတွေ့ကြရယ်နော်ဒီချေရိုပုံရဲ့အောက်ကိုဆက်ပြီးကြည့်ကြရအောင်ထူးခြားတဲ့သတင်းတွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့သတင်းစာခေါင်းစဉ်နဲ့ဖတ်ရှုရမယ့်အညွှန်းစာမျက်နှာတွေကိုဖော်ပြထားတယ်။ဘာခေါင်းစဉ်ကိုရေးထားသလဲဆိုတော့တိလဝါအထူးစီးပွားရေးဆောင်၌စားသုံးစီစက်ရုံနဲ့ဂျုံစက်ရုံများဖွင့်လှစ်လို့ခေါင်းစဉ်ရေးထားတယ်နော် အဲ့ဒီသတင်းစာခေါင်းစဉ်ဟာသတင်းရဲ့အကြောင်းအရာအချင်းချုပ်ဖြစ်တယ်။တရုတ်သမီးတို့ရေဖတ်စာစာမျက်နှာ23ကိုဆက်ကြည့်ကြရအောင်။တီလဝါအထူးစီးပွားရေးဆောင်ဆိုတဲ့ခေါင်းစဉ်ရဲ့အောင်းထောင်မှာစာမျက်နှာ၄ colon 1လို့ရေးထားတာတွေ့ကြရနော်။စာမျက်နှာ၄ colon 1ဆိုတာကတော့ဆက်လက်ဖတ်ရှုရမယ့်စာမျက်နှာနဲ့ colon ခွဲကိုညွှန်းဆိုတာဖြစ်တယ်။ထူးခြားတဲ့သတင်းများဟာမျက်နှာဖုံးရဲ့စာမျက်နှာမှာရှိတယ်။ ဒီခြေတို့ဖတ်စာစာမျက်နှာလေးကိုစကြည့်ကြရအောင်ဒုတိယအချက်ကတော့သတင်းစာတစ်စောင်ဖတ်တဲ့အခါစာမျက်နှာတွေမှာကော်လံတွေခွဲထားလို့သတိထားပြီးဖတ်ရတယ်သားတို့သမီးတို့ရေအောက်က၄တောင်ခွက်ထဲမှာစလုံးမဲစလုံးကြီးကြီးနဲ့ရှေဘုံမလို့ရေးထားတာတွေ့ကြရဲ့နော်ရှေမျက်နှာဘုံမှာညွှန်ထားတဲ့စာမျက်နှာ၃ကော်လံ၁ကိုဖတ်မယ်ဆိုရင်ရှေဘုံမဆိုတဲ့နေရာကစက်ဖတ်ရမှာဖြစ်တယ်သားတို့သမီးတို့နားလည်မယ်လို့ထင်ပါတယ် ဒီချေတို့ဖတ်စာဆောင်မျက်နှာ25ကတတိယအချက်ကိုကြည့်ကြရအောင်။သတင်းစာတစ်စောင်မှာသတင်းကောင်းကြီးပိုင်းနဲ့အယ်ဒီတာအားပေါ်ပြည်တွင်သတင်းများ စောင်းမကန်တာဓပုံသတင်းမှတ်တက်နိုင်ငံတကာသတင်းများအချက်ပိုသတင်းများကြော်ညာများလည်းပါရှိရယ်။ဒါအပြင်တနင်္ဂနွေနေ့တိုင်းမှာကလေးကတုံးအစီအစဉ်ပါတဲ့သတင်းစာတွေလည်းရှိတယ်။သတို့သမီးတို့ရေအခုဆက်ပြီးဖတ်စာဆောင်မျက်နှာ25အောက်ဆုံးမှာရှိတဲ့စာပိုက်ကိုဒီချင်းနဲ့တူတူဖတ်ကြည့်ကြရအောင်။ တင်းစာဂျာနယ်စာဆောင်လေးသားမကကိုဖတ်ခြင်းနဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကို စာကြည့်တိုင်းမှာရှာဖတ်ပြီးပြောကြည့်ကြရအောင်ခက်ခဲတဲ့အကြောင်းအရာနဲ့စကားလုံးတွေရှိရင်မိမိပတ်ဝန်းကျင်ကလူတွေကိုမေးကြည့်ပါတင်းစာဖတ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအနှစ်ချုပ်ပြီးတငယ်ချင်းကိုပြောကြရအောင်ဆိုတာကိုတောက်သူမျိုးတို့ဘယ်လိုလုပ်အောင်လဲဆိုရင်ဒီကိုကြည့်ကြည့်လိုက်ပါတောင်လိုက်နှစ်ွက်အလှယားလိုက်သုံးွက်ပါတယ်ဇာတ်တခုဆွဲရမယ် ထမဆုံးအကွက်မှာဆိုရင်တရင်စာအညီဒုတိယအကွက်မှာဆိုရင်ညီဆွေတတိယအကွက်မှာဆိုရင်တော့တရင်အကြောင်းအရာတရင်အကြောင်းအရာမှာဆိုရင်မိသူညီသည့်အချိန်မိသည့်နေရာဘာကိုပြုလုပ်ခဲ့တယ်လဲဆိုတာကိုရေးရမှာဖြစ်တယ်သားတို့သမီးတို့ရေဒီချေအခုတင်ပြခဲ့တဲ့တင်းစားဖက်စားမဲ့တင်းငယ်စားကိုနားလည်သွားပြီလို့ဒီချင်းမျှော်လင့်ပါတယ်ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်